အစမပြန်စူးစမ်းအထုံမှုတွေနဲ့တန်းစဉ်တန်းစဉ်ကတော့မဝေးတော့တဲ့ကာလတွေအတွက်အစမပြန်စူးစမ်း၄ချိန်အထုံမှုတွေကိုအကိုဖြစ်သူထွန်းလွင်မှုနဲ့အတူဇရက်ဆိုလိုပဲပြုလုပ်လျက်ရှိနေပါလိမ့်ဝိုင်းရန်စင်မီနာမှာ၄ဘွဲကစားထားပြီး၂ဘွဲနိုင်၂ဘွဲရှုံးရလက်ပိုင်းဆိုင်ထားပါလိမ့်ပရမဆုံးနှစ်ဘွဲမှာနိုင်ရရှိထားပြီးနောက်ဆုံးနှစ်ဘွဲဖြစ်တဲ့ဒါဂရုနဲ့ဆူရီယန်လက်တို့ကိုအရင်နေထားပါလိ။နောက်ဆုံးရှင်မြန်ကလေး117မှာဆိုရင်ဆူရီယန်လက်ကိုအနိုင်ရပြီလို့တောင်းထင်မှတ်ခဲ့ရပါလိ ပရမအခြေအောက်အခြေခံချက်တွေနဲ့မှတ်တူလဲရအနိုင်ရလို့နှီးပေါကိုဖြစ်ခဲ့ပေမဲ့ဒုရီယာအထီမာကိုဖြစ်သူထွန်းလင်းမိုးရဲ့ပြောစကားကိုနားထောင်ခဲ့ပဲကိုပိုင်ဆုံးပြချက်နဲ့ထိုးခဲ့ရမှာအရေးနိုင်သွားခဲ့ကြောင်းတန့်စင်ကဖွင့်ရခဲ့ပူပါလိမ့်။ဒါကလေးကိုရှုံးနေခဲ့တဲ့ဝဲစင်မှာဆိုရင်တကားမှမထိုးဘူးတဲ့ကေပေါင်စင်နဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါလိမ့်။ဒါတော့မှပဲဖင်တိုင်းရဲ့ကြာသွားအောင်သူလှုပ်ပြနိုင်ခဲ့သေးတာဖြစ်ပါလိမ့်။နောက်ပြီးဒါကလေးကိုရင်ဆိုင်တုန်းကဒါကလေးရဲ့လက်သီးထိုးချက်တွေဟာသူ့အတွက်ဘာမှမဟုတ်ကြောင်း ဒါမဲ့လည်းခွဲထားတဲ့ဘိုက်ရဲ့နေရာကိုကန်သွားပြီးတော့ဘလို့မှမထန်နိုင်ခဲ့ကြောင်းအခုလိုဖွင့်ရပြောဆိုခဲ့မှုပါလိမ့်။ဟုတ်လက်သီးတွေကကျွန်တော်တကားဖြစ်။ဒါလည်းမရဖြစ်တယ်မလို့။ဒီဘိုက်ကိုကြဒီဘိုက်တော်မှာကျန်တဲ့နေရာတွေရရဒီနေရာကြတော့ဒါတို့လက်ကြီးနေနေသိမိရတာပါတော့မလို့။သိတယ်အနာကတ်တော့ဒီဘိုက်ကြသုံးချက်တော့ဖြေးထားဆိုအဲ့ဒါဘယ်လိုဆိုကြလဲမသိဘူး။အဓိကဘိုက်ကိုဒီပါတော့နော်။လက်သီးတွေကမလို့အမှန်တော့ဒါကြီးတို့လေကမ္ဘာအဆင့်ဆိုရင်လည်းပဲထိုင်းရဲ့ Iron Man နဲ့တွေ့တော့ ပထမအခြေတော်မခံနိုင်ကြပါဘူး။ထိုင်းနိုင်ငံရဲ့အာရိုမန်ကြီးရော့ထန်ကတော့ရော့ထန်ပါပဲ။ဂျပန်မှာကျင်းပနေခဲ့တဲ့1172မှာဂျပန်မှာဂျပန်နေပဲတောင်းလျှောက်ဆိုးဆိုးဆံမြန့်ခဲ့တဲ့မြတ်ထိုင်းဖိုင်တာတွေအတွက်ရော့ထန်ကတိတ်ကဆဲပြီးခဲ့တယ်လို့ဆိုရမလို့ပါပဲ။ထားပါတော့တန်းစင်တွေရောအချိန်တော်ကြာပျောက်ဆုံးနေခဲ့ပြီးတလောကမှာဆိုရှယ်မီဒီယာထက်မှာဂျပန်မှာဂျပန်နေပဲတောင်းလျှောက်ဆိုးဆိုးဆံမြန့်ခဲ့တဲ့မြတ်ထိုင်းဖိုင်တာတွေအတွက်ရော့ထန်ကတိတ်ကဆဲပြီးခဲ့တယ်လို့ဆိုရမလို့ပါပဲ။ထားပါတော့တန်းစင်တွေရောအချိန်တော်ကြာပျောက်ဆုံးနေခဲ့ပြီးတလောကမှာဆိုရှယ်မီဒီယာထက်မှာအထူးလေ့ကျင့်နေတဲ့ဗီဒီယိုဖိုင်တွေတောင်းလျှောက်တက်လာခဲ့ပါတယ်။ပရိသတ်များစွာတော့တန်းစီရောမာကုံလုံနေတယ်အရန်ကိုပြောင်းနေတယ် ညီလေးသားစဲမင်းလေးကျင့်တော့အကွက်တွေပိုးပြီးကောင်းလာတယ်။ခန္ဓာရင်ကောင်းအောင်ပိုးပြီးလေးကျင့်နာကက်ဟာညီလေးပိုးပြီးတော့အောင်မြင်လာမှာ။ငါညီရဲ့မင်းစူးစားတာဖိုင်တာတွေထဲမှာစနစ်ကအဓိကကြတယ်။ပြောရမယ်ဆိုရင်တော့ဝင်းထုံပေးတော့ညီလေးရဲ့ထိုးပေါက်ဟာအကောင်းဆုံးပဲ။ဘွားတစ်ခုရဲ့တိုးတက်လမ်းမှာဝေဖန်ရည်တွေလေကန်ရည်တွေကိုမင်းစဲထဲမှာလက်ပြီးခန်းစားမနေနဲ့။မင်းရှိကိုရောက်မှာမဟုတ်ဘူး။တင်ငန်းစာကောင်းတွေကိုယူပါ။တန်းစဲမင်းစူးစားတာမင်းကိုလောင်ထားတဲ့သူတွေကိုပြန်ပြီးခြေပနိုင်အောင်မင်းစူးစား။စိတ်ထဲနဲ့မာကုံကိုတော်လေးကိုမြင့်မြင့်ထောက်ကွာစသဖြင့် စေနာဒေါသတွေနဲ့အားမလို့အားမရစကားတန်းနေလဲထွက်ပေါ်ခဲ့ပါလေအခုတော့တန်းစင်ကိုယ်တိုင်ကလေးကျွန်တော်ရဲ့အမှားနဲ့အားနဲ့ဂျက်တွေကိုအစွမ်းကုန်ပြင်ဆင်ပြီးတော့အကောင်းဆုံးပြန်လာခဲ့ပါမယ်ဆိုပြီးဆိုရှယ်မီဒီယာထက်မှာအခုလိုဗီဒီယိုတင်သွားခဲ့တာဖြစ်ပါလေဒါပရိသတ်တွေကိုသူ့ရဲ့ဆိုရှယ်မီဒီယာထက်မှာပထမဆုံးပြန်တက်တလာခြင်းပေးလိုက်တဲ့ကလေးစကားတစ်ခွန်းလို့ကျွန်တော်မှတ်ယူပါရစေဖိုင်တာရီယာစကားနဲ့ပါလေအလုံးနဲ့ပဲသက်သေပြသခြင်းကြပါလေ ။အဲဒီနောက်သူ့ရဲ့ဆံပြပြစ조사လေ့ကျင့်တဲ့ဗီဒီယိုဖိုင်တွေတောက်လျှောက်တက်လာပါတော့လေ။ caption တော့မရေးပဲအီမိုဂျင်နဲ့ဗီဒီယိုတွေတုံးသွားတာကိုလည်းတွေ့မြင်ခဲ့ရပါလေ။ဆိုတော့ကိုစိုးကြီးဒွလင်ထက် MV စူပါရေချမ်းစတဲ့ဖိုင်တာတွေကတော့ပွဲတွေရတယ်။တန်းစီကြတော့ဘာလို့ပွဲမရတာလဲဆိုပြီးစောင့်မြုံနေကြတော့ဘေးသက်တွေကမေးခွန်းထုတ်ကြပါလေ။တန်းစီတွေကပွဲမရသေးဘူးလား။ဟွိုင်းဘာကြောင့်လဲ။စသဖြင့်အကိုပြည့်သူထွန်းလွှင့်မှုနဲ့ပြောတာကတော့ ကျွန်တော်တို့အချိန်ယူနေတယ်ပြီးတော့အကောင်းဆုံးပြင်ဆင်နေတယ်လို့ဖွင့်ရပြောဆိုပါလိမ့်။ဒါလည်းမှအတန်းစီရင်ကောလာလာတဲ့နေကလည်းထွက်ပေါ်ခဲ့ပါလိမ့်။ဒါအတော့အတန်းစီရင်ဝဲဖိုင်တာနဲ့တွေ့ပြီးတော့ဘာဖြစ်သွားလို့မထိုးပြတော့လို့စသဖြင့်ထွက်ပေါ်ခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်။ဆိုတော့အတန်းစီရင်ရောက်ဆိုချယ်မီဒီယာမှာစူးစမ်းလေ့ကျင့်တဲ့ဗီဒီယိုဖိုင်တွေတင်နေတော့ကျွန်တော်ထင်ပါလိမ့်။ဝဲရဖို့တိတ်မဝေးတော့ဘူးလို့ထင်ပါလိမ့်။ဝိုင်းရဲ့လေးဝဲထိုးတာလည်းတွေ့ကြုံနေယူပြီးအကောင်းဆုံးပြန်လာနိုင်မယ်လို့လည်းမျှော်လင့်မိပါလိမ့်။လာမယ့်ဘက်စင်ဘဲပါတာနဲ့တွေ့မယ်ဆိုတော့လည်း ရင်ခုန်စွာနဲ့စောင့်မျှော်ကြည့်ရမှာလည်းဖြစ်ပါလိမ့်။ဖိုင်တင်းမှာကိုညီကျေးဇူးတင်ပါတယ်။ဘဲတဲ့များလို့ကိုစိတ်နှပြချမ်းမှာချမ်းသာကြပါစေခင်ဗျာ။